ဲ့ပြိသက်တွေကိုကျွန်မကမျှဝေခြင်းနဲ့ဘဟုတုတလေးရတော့ဒီ line ပေါ်မှာပေါ့နော် m sign လို့မ m sign လို့ကဒီမီပိုးကအကိုက်ခံရတယ်ပေါ့နော်အဲ့တော့သူကလည်းဒီ video လေးတွေတင်ပြီးတော့သူ့ရဲ့အဖြစ်အပျက်လေးတွေရယ်သူဘယ်လိုမျိုးခံစားနေရလဲဆိုတာလေးတွေကိုပြပြထားတာလေးရှိရယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်မကဒီမီပိုးကရဲ့အန်ရင်နဲ့မီပိုးကကိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလောက်ဆောင်ရမလဲဆိုတဲ့အချက်ကလေးကိုလာရောက်မျှဝေခြင်းပဲဖြစ်ပါတယ် မီးပိုးကောင်ဆိုတာကမဲမဲရှိရှိအကောင်လေးပေါ့နော်လိမ္မော်ရောင်ဖောက်ပါတယ်ဒီပုံလေးအတိုင်းပဲရုတ်တရက်ကြည့်မယ်ဆိုရင်တော့ပိုးဝဲစိမ့်နဲ့တူပါတယ်သူက6သွေးရောင်ကြိုက်ပြီးတော့ညဘက်တီမှာပို့ပြီးတော့ထွက်ပါတယ်နောက်မီးရောင်ကိုလည်းကြိုက်ပါတယ်မီးပိုးကောင်အစိတ်ကဘလို့တင့်လဲဆိုတာကိုကျွန်မအခုပြပြပါမယ်မီးပိုးကောင်ကကြိုက်လဲမကြိုက်သလိုတုတ်လဲမတုတ်ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကအရင်နဲ့ထိထိတွေ့မိရယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ခန္ဓာကိုယ်မှာလက္ခဏာတွေပြတ်တက်ပါတယ်သူ့ ဒီပေါ့နော်ဒီမီဖို့ကောင်ရဲ့အရေကဓာတ်တမျိုးပေါ့နော်ဒီဓာတ်ကအရေပြားကျမတို့ရဲ့အရေပြားတွေကိုပျက်စီးစေတာပါဒါကြောင့်မလို့မီဖို့ကောင်အစိတ်တင်နေလို့ပြောတာပါသူကြောင့်ဖြစ်တဲ့အရေပြားရောင်ရမ်းတာပဲဖြစ်ပါတယ်လက္ခဏာတွေကတော့အထိမိပြီး24နာရီအတွင်းမှာပဲလက္ခဏာပြပါတယ်။တယောက်နဲ့တယောက်တော့လက္ခဏာမတူဘူး။အဲဒီသူ့မိဖို့ကောင်ကထွက်တယ်ပေါ့နော်။ဒီအရေရဲ့ဓာတ်က တယောက်နဲ့တယောက်ကို ဖြစ်တာချင်းမတူအဲထိတွေ့တာပေါ့နော်ဒီအရေးကိုကျမတို့တွေထိတွေ့တာဘလောက်ကြာလဲစကြာထိမိလဲဆိုတာရယ်နောက်တယောက်နဲ့တယောက်ခံနိုင်ရရှိတဲ့ပုံမှာရယ်မူတည်ပါတယ်တိတ်မပြင်းထန်အောင်ဆိုလို့ရှိရင်တော့ညုံပဲညိပါတယ်နည်းနည်းဆိုးရယ်ဆိုရင်အရေးကြီးမှုတွေထွက်လာပါတယ်တပတ်လောက်နေရယ်ဆိုရင်တော့ကျမတို့အဲဒီအရေးကြီးမှုတွေက၆ပြီးတော့ကွာကြသွားပါတယ်အမာရုပ်ကတော့မကြမ်းခဲ့ပါဘူးများသောအားဖြင့်တော့အကြောင်းလိုက်ဖြစ်တာတွေများပါတယ်ဘာလို့လဲဆိုတော့လူကကိုကိုကို ဒီအကောင်ကပေါ့နော်တက်လာတယ်ဆိုလို့ရှင်ကိုယ့်ရဲ့ကိုဘောတက်လာတယ်ဆိုလို့ရှင်လက်နဲ့ဖိပြီးတော့တက်ချလိုက်တာမျိုးရှိရဲ့ဒီအချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကနေအရေရာကိုယ့်ရဲ့ခန္ဓာကိုယ်ဘောကိုပို့ပြီးတော့ရောက်တာများပြီးတော့အရေကြီးဘူးပေါက်တာအပြင်ဖြားတာအစစ်တင်တာတာအန်တာတွေပါဖြစ်တတ်ပါတယ်တခါတလေမျက်လုံးတို့မျက်နာတို့ပုတ်မိမယ်ဆိုလို့ရှင်မျက်ကြည်ကရောင်ရမ်းတာအထိဖြစ်တတ်ပါတယ် ကျမတို့တွေဒီမီးဘိုးကောင်ရဲ့အရင်နဲ့ထိတွေ့ရတဲ့အခါမှာဘလို့ကုမလဲပေါ့နော်အရင်ဆုံးမီးဘိုးကောင်ကိုယ့်ရဲ့ကိုယ်ပေါ်တက်လာပြီဆိုရင်လက်နဲ့လုံးဝမထိပါနဲ့လက်နဲ့ပုတ်မိတယ်ဆိုရင်သူ့ရဲ့အရင်ကထွက်လာပြီးတော့အရင်ပြားကိုလောင်စီတာကြောင့်မို့လို့အရင်ကြည့်မှုတွေပေါက်နိုင်ပါတယ်ဒါကြောင့်မို့လို့စိတ်ချရတဲ့တနေရာကိုသွားပြီးတော့လေနဲ့ပုတ်ချပါမယ်တကယ်လို့မတော်တဆဒီမီးဘိုးကောင်ကိုကလက်နဲ့ပုတ်မိတယ်ဆိုရင်တော့မှလက်ကိုရေနဲ့ဆက်ပြာနဲ့တိတိကျကျနိုင်နိုင်နည်းစီရပါမယ်အဲ ဒီခန္ဓာကိုယ်ရဲ့နေရာတွေမှာနေနေတဲ့ဆက်ပြင်းပြင်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့ရေခဲကပ်ပေးပါအဲတကယ်လို့ရားတယ်ဆိုလို့ရှိရင်တော့ဘာမီတွန်တို့ပေါ့နော်အဲတောက်လို့ရတယ်နောက်စတီရိုက်လင်းစည်တွေလိမ့်ပေးလို့ရတယ်နောက်ပြီးရင်လိုအပ်တယ်ဆိုလို့ရှိရင်တော့ပိုးသက်စီပါတောက်ရပါမယ်တခုပြောချင်တာအရေပြားမှာအရေကြီးဘူးပောက်တိုင်းနဲ့မီးဖိုးကောင်လို့ပြောလို့မရပါဘူးတိတ်ကြချင်တယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြပါနောက်ပြီးမီးဖိုးကောင်ရဲ့ ဒီပေါ့နော်အစိတ်တင့်ပြီးတော့အသက်ရှူကျန်လာတယ်ဆိုလို့ရှင်လဲဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့အရေးပြားမှာအရေးဘူးထတာပူတာလိုမျိုးဖြစ်နိုင်မယ်ဆိုလို့ရှင်ဖြစ်လာတယ်ဆိုလို့ရှင်အရင်ဆုံးရေနိုင်နိုင်တဲ့ ဆက်ပြာနဲ့တေးချစိတ်ချပါရေခဲဝက်ကတ်တာမျိုးလုတ်ပေးပါမတက်တာကိုပို့ပြီးတော့ပြင်ထန်လာမယ်ဆိုရင်တော့နီးစက်ရာစည်းကမ်းမှာပြတာဖို့အတွက်အကြံပြုပါတယ်မတ်အမ်ဆိုင်လို့လည်းအများဆုံးဒီမီးဖို့ကောင်ရဲ့အစိမ့်တင်တာနေပြီးတော့ပျောက်ကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးလည်းပျော်ရွှင်စရာတည်င်းကျွလာပြင်းနေလေးဖြစ်ကြပါစေ